အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစေဝင်စားဖို့ရာဇလန်းကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူခင်ခင်ထူးရေးသားထားတဲ့ရေရှိုးစိတ်ဆိုတဲ့ဇလန်းဝိထုတူကိုတင်ဆက်ပေးပါပါဇလန်းမစတကယ်ပါကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification လေးကိုနှိပ်သွမ်းကြပါအောင်ခင်ဗျာရေရှိုးစိတ်ယောမနခင် မိုးမလင်းခင်ကြက်တွန်နေကလေးကရွာကနိုးနေပါပြီဒီခေတ်မှာတော့တချို့တောင်သူအိမ်များသာတရုတ်နိုင်ရီခက်ကြကြကြီးချိတ်ထားကြပေမဲ့ကျမတို့ငငယ်လေးကတော့ရွာမှာဖုန်းကြီးကလွေးလို့အိမ်ဒီမှာနိုင်ရီမရှိကြပါဘူးရှေးကပြားတွေတဲကလိုမျိုးကြက်တွန်နန်းကိုပခိုပြုတ်ကြရပါတယ်ဖုန်းကြီးကတော့ချိန်သီးနိုင်ရီတွေကခန့်ညားလှပါပါတယ်နိုင်ရီတွေကိုပြောင်လက်နေအောင်တိုက်ချွတ်ထားတာဆိုတော့ရွာเจ้าသာအိုရင်အိုမေး နာရီတွေမအူပါဘူး။ချိန်သီးတွေကပဲတစ်ချက်ညာတစ်ချက်နဲ့တကြောက်ကြောက်နဲ့မရမနာ ရှိနေတာ ਉਹ ပဲကျမတို့ကသွားငီးကြည့်စမင်းဒီခေတ်မှာတော့နာရီကြည့်သွားသည်ဆိုရင် ရေစရာကောင်းနေရောပေါ့အရှိန်ပြည့်လို့တောင်းတောင်းနေနေမြည်သားဟုတ်လေကျမတို့အဖို့တော့ထူးဆန်းနေတယ်နာရီအကြောင်းကျမပြောရတာအကြောင်းရှိပါတယ်ဆက်နာရီကနာရီထိုးတံကိုတရွာလုံးမကြားနိုင်ပါဘူးဒီတော့ဥပစင်းနေကိုရင်တွေကကြေးမောင်းနေထားထူကြရတယ် ထလော့ရွာကလေးရွာသူတော်ကောင်းတို့စွန်းတမင်းစွန်းဟင်းချက်ကြကုန်တော့မိုးတောက်အာယုံမှာစွန်းတော်တင်လော့ဝမ်းအာဟာရပြည့်စုံသောတစ်ခင်းကိုင်ကင်းစင်းကြကုန်လော့ရွာသူရွာသားတွေကလည်းမနေ့ကပင်ပန်းလာခဲ့သည်ဟာတညတာကြောရှာခဲ့ပြီးပြီးနေပြေပြောက်သွားလိမ့်ပြီကျမတို့မိန်းကလေးတွေကတော့နေကလေးမပြုတ်တပြူမှ ARE မြစ်ထဲရေခက်စင်းကြရတယ်ရေတအို ထတိခွင်ဒါမှမဟုတ်ရင်လေခေါင်းပေါ်ရွက်ပြီးတော့မျက်နာသည့်စင်းကြရခြင်းဖြစ်ပါတယ်။မြေကဘာနှုတ်ခမ်းပါ တင်ထားတဲ့ဆိုမဲ့လေရေတထန်းတရွက်တော့ထန်းရရွရမြေပါ။ဆူဆူဆက်ဆက်ရေတဖလားခက်ချင်လို့ရေတွင်းရဲ့ရေကန်ရဲ့မရှိ။အေရီမြေမာကြီးရွာချီမှာရှိနေတာကမခန်းနိုင်တော့နက်ညစ်လို့အောင့်မိနေကြတာမဟုတ်လား။တောက်ပါလေအီရှူပါလေမြစ်စိန်များငရုတ်တလန်း ခရမ်းတစ်ခုံရဲ့ရှိတာမြစ်ကထွက်မပြေးပါဘူးဟဲ့ရေတွေပောက်ပတ်လန်းအောင်ခတ်ထားစရာမလိုပါဘူးတုံးရီတအိုးနေရီတအိုးထဲ့ထားပြီးရင်ကြံတာတောက်ရီလောက်လို့သားပါကြီးတော်တို့အမေတို့ကကျမအမပြူတွေကိုမြစ်စိတ်ရေခတ်ဆင်းတာကို မကြိုက်မရှိ ရေးဆိုတာအိမ်မှာပြည့်ကောင်းတာရှိကောင်းတာပေါ်ကောင်းတာမြန်းကောင်းတာအမှန်မင်းတို့တော့ကျမအမတွေမှာ ရေခတ်ကြရင်ကလည်းစကားပြောကြရတယ်။အပြူအချင်းချင်းသာနားလည်နိုင်တဲ့ဘာသာစကားတွေရေခတ်လမ်းမှာပဲပြောကြရတယ်။ဇက်ပွဲအကြောင်းဖျားပွဲအကြောင်းတောရွာမှာဘာဘာကျော်နှစ်ပွဲကြည်ကြမယ်အကြောင်းဝိချင်းစားကျင်ရှိရတဲ့အင်ကြီးပုံစံတွေအကြောင်းရက်ကန်းကြထမိန်တွေအကြောင်းဒါမျိုးကရေခတ်တုတ်ကစုံကြရပြောကြရတာမဟုတ်လား။ဒီတော့မြည်ကိုတစ်ခါခက်ရလို့လေမမောနှစ်ခါခက်ရလို့လေမမော ဆဲကခက်ရအောင်တော့လဲခတ်နိုင်ကြပါတယ်တိုးတော်လဲမျက်နာကောင်းမရပါ မြင့်များထွက်ပြေးမှကြလို့တယ်နွားစာကျင်းတဲ့ကနေပြီးတော့ပဲမော်ပဲယိုးကြီးပြောင်းယိုးကြီးနဲ့မျက်စုတို့ကိုစင်းကနဲ့ရင်းနဲ့ဆက်ဆက်လော်ကထဲ့ရတယ်ရေကလည်းကုံတော့ကုံသားတုံးရီအိုးကလည်းမိဘူချောင်းတုံးလက်လီလက်ပေါ့တုံးဖို့ပေါ့တောက်ရီကလည်းမြည်ရီတောက်ကြီးပြင်းလာသူတွေဆိုတော့မြည်ရီမှာပဲ လေးလေးပင်ပင်နဲ့အာသာပြေရပါတယ်။မြည်ရေအေးအေးကြီးကြီးလေးမနှက်ဆဲဆောထခက်ကြပါဟဲ့။လှေမလူးနွားမကူးခင်ခက်မှတန်တန်ကလေးရတာ။ဖယားစွန်းတော်ယဟန်စွန်းတော်အထက်ကိုစွန်းထမင်းစွန်းဟင်းတွေကိုရေတန်တန်ကလေးနဲ့ချက်ကြလောင်းကြဟဲ့။မနှက်ဆောဆောထငါမြည်။ရေချိုးစိမ်မှာမခက်နဲ့။အထက်နာကဝါးကျိန်တောကျိန်မှာတွားခက်ရှိ။အဘကအိယာထပြင်းနေဂျမကိုစော့စော့နှိုးပြီးတော့ ညည်ရီကျူခက်ခိုင်းလေးရှိတယ်။ဘုံရင်ကြောင်ကဆက်နာဤ9နာရီမှကျေးမောင်းတတုံထိုးလေးရှိရမှာရင်းအချိန်ဒီမြင့်ရီတဲ့အကူအလူနဲသေးတယ်။လေတမန်ဆက်တက်လေးမိသိမောလေးပါရီကလည်းလိုင်းကြီးထအောင်မဖြတ်သေးခင်ပါပဲ။ရေးအကြီးကိုခက်ခိုင်းခြင်းဖြစ်ပါတယ်။အဖပြောတာမှန်ပါတယ်။မနဲ့စောစောညည်ရီစိတ်စင်းရတာကြည်ညူးစရာ ကောင်းလာပါတယ်။ရောင်နီပြပြကလေးအောက်မှာမြည်ရီတောင်ဆက်လမ်းတည်ပြီး ပကတိအေးမြတည်ငြိမ်လျက်မြစ်လေးကလည်းတသွင်တဲ့အိမ်မုတ်ဆုပ်ပွားစိတ်တိုးနေပြီးကြည်လင်လန်းဆန်းတော့ရပါလေကျမတို့ငငယ်လူမန်းတိကလေးကပင်ရွာဘေးကစီးဆင်းနေတဲ့မြစ်ကြီးအဘတို့ကတော့အရှိမြေလို့ခေါ်ကြတယ်အနောက်မြစ်ကရှင်တွင်အဘတို့တမီအကြီးဆုံးကြီးတော်ကရေစကြိုမြို့နေပြုံမှုရွာကနေဆိုတော့အရှိမြေနဲ့အနောက်မြစ်ကြားကကျုံးရွာလေးစီကျမတို့ကကူးလူနေကြပင် တွန်းရွာတွေအချစ်ဘက်မြစ်ကိုအရှိမြင်အနောက်ဘက်မြစ်ကိုအနောက်မြင်လို့ခေါ်ကြခြင်းဖြစ်ပါတယ်ဒီတော့ကျမတို့ဥရိယကလည်းအေယာဝတီမြစ်ကိုအရှိမြင်လို့ပဲတုံးကြတော့တယ်ညက်ကလေးတွေစိုးစီစိုးစီဝင်းပေါင်မာမီအချိန်တန်ပြီးညီမထွေးရဲ့စွန်းတော်ကက်လေကျမအရွယ်ရောက်လို့ဒီကပြလေးဖက်ရတော့ငယ်ဘွားကအေယာဝတီမနက်ခင်းကိုပင် နောက်ကျောင်းပြန်ခန်းစားမိရပါတယ်မနက်စောစောကြီးထပြီးတော့ မြစ်တမြစ်ကိုကမ်းမာထိတ်ကနေပြီးတော့ရက်ကြည့်ပါ မြစ်တမြစ်ဤကြက်တီအချီဆုံးအချိန်ကို တွေ့နိုင်ပါလေကိုရွာဘေးကမြစ်ကြီးတမြစ်ကိုစီးစင်းနေဒီကပင်အာချီကျင်စပွဲပါမိရေကြီးကြီးခက်ချိန်မှာငှက်ကလေးတွေတကြီးကြီးတကြော်ကြော်အော်မြီနေကြပြီအမတွေကမြစ်ရေတန်တန်နေစွန့်ချက်နေကြပြီကြက်ပြီဆိုရင်ဥပောင်းပါအောင်ခုခတ်ပြီးတော့စွန့်တော်တင်းကြ ကျမတို့ရွာဒီမှာကလည်းမြေအိုးနဲ့ထမင်းရှက်ကြတာဆိုတော့ဆန်ကအိုးတက်သည်နှင့်ဆလောင်းမုံပေါ်အထီကိုမောက်မောက်ကလေးရှိနေတတ်တယ်။ဆလောင်းမုံလက်ကန်ကလေးတဲ့အထီထမင်းရောက်တော့ဥပောင်းဖို့ဖို့ကလေးဖြစ်နေတယ်။ဥပောင်းမပြတ်အောင် အောက်ဖက်ကနေပြီးတော့ရောင်းမနဲ့ကော်ကာစွန်းထမင်းပြင်ကြကက်ကြ။ဥပောင်းဖူဖူပဲ့အောင်လို့ခုလို့ခက်လို့ကတော့အစုငေါ့ခံရဖို့သာပြင်အကြီးကန်ထားရတဲ့ဖျားတောက်တော်ကြီးဦးတဲ့ကတောက်တော်ကြီးနားကွက်ခက် ယူတီတီကက်စွန်းထမင်းဖူဖူကိုကျွေတုတ်အုတ်ကလေးတဲ့ရွာเจ้าကလေးကကိုတော်ဒီအဖို့ကိုခူးနဲ့ခတ်နေရတယ်။ဝေယဝိဆာတွေပြီးတော့ဆရာတော်เจ้าကခုနှစ်နာရီကြေးမောင်ထိုးပြန်ပြီးအမေတို့အမတို့ကြီးတော်တို့ဒွေးလေးတို့အခင်းစင်းကြရတော့တယ်။တက်မင်းပူပူတဲ့နှမ်းစီနှစ်ပေါက်သုံးလေးပေါက်လောက်စမ်းပြီးတော့ငပိကင်ရှိတော့ငပိကင်ချက်မောင်ငပိချက်လေးရှိတော့ ညကကြံနဲ့ကြံတာနဲ့စားယုံပင်ဒါဆိုရင်နေတမွန်းတင့်စာတော့အစာခံနိုင်ကြပြီမတူနွားရောက်မထုတ်ခင်နေရီကလေးလည်းဖြည့်ခဲ့အောင်ညစ်သေးကရေကူးမနေနဲ့တော့လက်ပံရှောင်းပက်လည်းမသွားနဲ့ကဘာကြောက်ကြီးကနဲ့တဲ့နွားတွေဖောင်းကကုန်းဘက်ကိုလှွတ်မြက်ပေါ်တယ်ကဘာထီတော့မရောက်စီနဲ့မှားလို့သာမှားတာပါမြက်ကဘာတစ်လျှောက်ကမြက်ဆုပ်ကွင်းတွေကိုနွားတွေကကြိုက်တယ် တပြန့်ကြီးစားနိုင်နေတကားတရံမြစ်ကမ်းပါကဣကနေပြိုတက်တယ်မြစ်ကမ်းနာကရွာဒီမှာနွားတွေမြစ်ထဲကြတာများပါတယ်နွားတွေကမြစ်ဆူနောက်လိုင်းရင်းကနေမြစ်ကဘာကိုရောက်ကြတာကိုဂယုစိုက်ကြရတယ်ကျမတို့ကမြည်တဲ့ကူးခတ်ကြရင်နွားကြောင်ရတာကိုပို့ပြီးတော့ပြောတယ်နွားတွေကလည်းမျက်စုမျက်စိမ့်တွေကိုစားရတာကိုကျမတို့ကလေးတွေကလည်းရေကူးရေဆော့ကြရတယ်ဟိုတော့ဟိုတခါကတော့ရွာအနောက်ဘက်ကျောကထွက်လာသည်နည်း မြစ်ကိုလက်နဲ့ပုတ်နိုင်သည်ပြီကျမတို့ရွာလေးမှာမြစ်ကပားရင်လို့တမန်တော်ကိုင်းကြီးထူထူကြီးတွေမရှိရွာနဲ့မြကန်းပါကဒိုးကျူပေါ့ဆိုတော့မြင်ကွင်းကရှင်းနေပေနာကជីជីမြစ်ကိုမြင်ရတယ်ရေကြီးကဆိုတော့ရေကြီးခါလျောက်ရေငယ်ခါဆိုရင်လေရေငယ်ခါလျောက်ရေပြည့်ရေပြည့်မြင်စီတိန်တောင်ပါးကြမှာစီစင်းတော်မြစ်ရေမီကျန်းနေလှိုင်းထတော်မြစ်တောင်လေက အကြည်လှမ်းနေမြင်အေယာဝရီကိုနှွေနှွေမူမူဆောင်းဆောင်းမမြင်ကျင်၍မရပါမထိတွေ့ကျင်လို့လည်းမရပါဆောင်းလွဲကျင်လို့လည်းမဖြစ်ပါအေယာဝရီမြက်ကိုခရီးသားဟန်လွဲမြင်ရတာမျိုးမဟုတ်သူကနေတန့်ကနေလှမ်းမြင်ရတာမျိုးမဟုတ်မိုးလင်းကမိုးရှုပ်မြင့်နေအတူနေမြက်ဘေးမှာအိတ်မြည်ရီကိုတောက်သုံးသူတွေကြီးဖြစ်တယ်ပြောစကားတွေထဲမှာလေတို့ဖြင့်တသက်လုံးမြက်ကိုမအေလုံနေကြတာပါ၏ ဲ့ဒီဆိုတဲ့စကားကလေပါလိရှိကြတာကြည့်ပဲကျမရေးခဲ့လှပါတယ်ကျမတို့ရွာဥရိယတီအေယာဝရီမြစ်ကိုမေးတင်ထားတဲ့ရွာကလေးဖြစ်တယ်ကျမတို့ရွာရဲ့မြောက်ဖက်နှစ်ရွာကျော်မှာအုံမာတန်ဒီဘွက်ကိုရေးခဲ့သောဆရာရှင်အပိုင်စားခဲ့တဲ့စီမီခုံရွာရှိတယ်တောင်ဘက်နှစ်ရွာကျော်မှာတော့အင်္ဂလိပ်မြန်မာပထမစစ်ပွဲစစ်ပြေငင်းကြီးစာချုပ်ကိုချုပ်ဆိုခဲ့တဲ့ရန်တဘူရွာရှိတယ်မြင်းအနောက်ဖက်က ကျမတို့ရွာနေမျက်နှာချင်းဆိုင်မှာတော့ ုံးမောင်ခေကရွှေပြည်ဝင်လို့ထင်ရှားတဲ့ကြော်စောခေတဲ့မြမပညာရှင်သူခမင်းရောမင်းကြီးဥဖူးလိုင်ဤဇာတိရေပလဲခေါ်ရွာပလဲရွာရှိတယ်။တမိုင်းဝင်ထင်ရှားတဲ့ထိုရွာသုံးရွာရဲ့ဖိုခနောက်ဆိုင်တဲ့အလယ်မှာကျမတို့ရွာကလေးကတော့ရွာစနပုတ်ကလေးများသာဖြစ်ပါတယ်။အဖေကတို့ရွာကတမိုင်းမကြီးပြီမဲ့ဂုံကြီးတယ်တမိရဲ့အဲ့လိုကျမတို့တတိကိုပြောပြတတ်တယ် ဘိုးဘွားစင်ဆက်မြေတီးနှံကိုဝဲစားမြေရေကိုတောက်ရိုးရိုးတတရှိခဲ့ကြတာကိုစိုးလို့လေသလားကျမတို့ရွာကိုရှေးကလှေရွာဟုခေါ်ကြတယ်လှေနဲ့တက်နေမြေရိုးမြစ်မှာထိုထိုပေါ့ဝမ်းစာရှာခဲ့သူတွေများပါတယ်ကျမတို့မျိုးဆက်မှာပင်အေယာဝတီနဲ့ခွဲမရခြင်းကမြေနဲ့အတူကြီးပြင်းလာခဲ့တယ်မဟုတ်ပါလားဒီစာကို ရေးရင်းကနေကျမတို့ရေရှိုးခဲ့သည့်ရေရှိုးစိတ်ကိုတတိယမိတယ်ကျမတို့ရွာရေစိတ်က ညနေတိုင်းလျင်ဖျားပွဲကြောင်းပွဲတည်းများစီကားနေတတ်တဲ့လောက်ခင်းကိုင်းငင်းကနေပြန်လာသူတွေဒီချိန်ကျမှရေခတ်ကြရေရှိုးကြလျှော့ဖွတ်ကြသည်မဟုတ်ပါလားညစ်စိမ့်နေရွာကြလမ်းကလေးကလူတွေပရဲစိတ်ကြောင်းလိုပဲအော်ကြဟစ်ကြစူညံကြနေမြစ်စိမ့်မှာစုံတခိုက်မှာပဲအကြောင်းစုံကိုပေါန့်လန့်အောင်ပြောကြတယ်ဘဲအကြောင်းနှမ်းအကြောင်းထန်းအကြောင်းမှာပါတယ်တာအကြောင်းတမိအကြောင်းမကြီးအကြောင်းလည်းပါတယ် ရွာအကြောင်းရက်အကြောင်းပါတယ်လို့ဆက်အကြောင်းနဲ့အကြောင်းလေးပါတယ်မြစ်စိတ်တောင်ကုန်းကအဝိဟောင်းနေဘေးချာကမျက်နှာချင်းဆိုင်အဝိချော်ကြရင်ကနေတည်င်းစကားအတင်းစကားအပြင်းစကားပဇောင်းအမြုပ်တီထွက်အောင်ပြောကြသူတွေကလည်းနားကွဲလူမတက်အော်ဟစ်တောင်းညံ့နေကြတဲ့ကျမတို့ကလေးတွေကိုစကလုံးမပြောင်းလိုက်တာနော်တွားတော်ရသွားစော်ကြည့်ကြအဲ့လိုငေါငန်းတက်ကြသေးတယ်ငေါကမှာငေါကရောမြစ်သေးရောက်ကတော့ကျမတို့ကတော့ နှခမ်းနေပြမျက်လုံးနေနီလက်တွေပဲကြီးလော်ရေပွားဖြစ်စီအောင်မြစ်ထဲကနေမတက်ပါဘူးရေကူးပြိုင်ကြရေငုတ်ပြိုင်ကြရေတန်းကုတ်ပြီးတော့တူတူပုံကြရေထဲတွင်စိန်ပြေးတန်းကစားကြဝုန်းနိုင်ကျလို့တော်တဲ့ကနွားចောင်းပြန်နွားရေတိုက်ရင်ကနေမြစ်ထဲရောက်တယ်ဆိုတော့မြစ်ရေကကြိုက်လာတယ်ဟေးတို့အင်အားကလေးတွေမြစ်ထဲရှိကြသေးလားဟဲ့နွားចောင်းပြန်ကလေးကအိမ်ပြန်ရောက်မလာကြလို့စုံောက်ကြဆမ်းပါအောင်ဟဲ့ ဟဲ့ကြားလားအနေတို့အင်အားဟင့်နေပြီဟဲ့ကဲလေကဲတဲ့ဟာလေမတက်ဘူးလားတက်မှာလားငါချီရဲတုတ်နဲ့လှမ်းထုလိုက်ရမလားနော်ချီရဲတုတ်ချီရိုက်တုတ်ဆိုတာအဝိ့ချော်တဲ့တုတ်ကို ပြောတာပါကျမတို့ရွာလေးမှာတော့ရကန်းစင်တင်ရန်ချီခင်းမြောက်ကိုချီစာနင်းရန်အတွက်ဒုတ်ဖြင့်ထုလေနှက်လေရှိကြတယ်အယိုးနာလေချီကောင်းလေဆိုသည့်အတိုင်းဒီဒုတ်များနဲ့အာရပါရလွှဲကြရကြတယ် ဒီတုတ်ကြီးတွေကအဝိချော်ဖို့နေရာမှာလဲတုံးတော့လဲရှီရဲတုတ်လို့ခေါ်ကြတယ်ဒီလိုအတော်ကြီးဒေါ်လေးဒွေးလီတို့ကငေါက်ငန်းလှုပ်မှုသာနွားတွေဆွဲပြီးတော့အိမ်ပြန်ကြတော့လဲမြစ်စစ်ကမခွာချင်သေးပါအပြိုတွေရေခက်လန်းချောင်းကြပိုးကြပန်းကြတာလဲဒုနယ်တီးဝါဝင်ပြီဆိုရင်ကျမရွာကိုတတိရမိပါတယ်ဝါစုဥကရေကရွာကြီးတွင်ရေဆက်ဆက်ဝင်လာပြီရွာကြီးဝါကြိတ်တောဆက်မှာရေတွန်းငါးကလေးတွေမြူးနေကြပြီး ကျမတို့ကလေးတွေအဖို့ကတော့ဝါးကြိတ်တော့ရှုံပုတ်ကြီးကိုတိုးပြီးတော့ငနုတ်ငတန်းဖန်းကြာချင်းတီကလည်းကစားနီတစ်မျိုးဖြစ်ပါလေစကားခုံများ ဖြင်းတယ်ဆောင်ပါများဖြင့်ငားကြီးတိုက်ကြကျမတော့ကြီးတော်ရှုပ်ပေးထားတဲ့ဆက်တမိန်ကိုတူတူပါအောင်ဝစ်ပြီးတော့ရေချိုးရင်ငားတက်ရတာကိုအလွန်ပြောပါတယ်ငနုတ်ပေါက်ကလေးများရလာတော့အင်းကထင်းပူတဲ့ကိုတွန့်ပစ်ခါငားမီးပုတ်ချွတ်ချိုကလေးကိုတည်ရစာဖြစ်နေစားကြတယ်ညီတိုးပြီးဆိုရင် ရွာတဲကိုရေကမဝင်သေးပဲနဲ့ရွာတောင်ပြားရှောင်းပေါက်ကနေပန်းထွက်ခါရွာရှိကိုရေဝိုင်းနေပြီးတော့ရွာမြောက်ပြားဖုန်ကြီးကြောင်နှစ်ကြောင်ကြားကလမ်းနေကို ကောင်းထိုးပြီးတော့ဆင်းဝင်သွားတယ်ဒီချိန်ကျမတို့တွေရေချိုးစိတ်တွေလည်းရွာမြောက်ပြားကိုပြောင်းချလိပြီကျမတို့ကလေးတွေက ဖုန်ကြောင်နှစ်ကြောင်ကြားကရေဝင်ကြိုက်ချင်းလိုဖြစ်နေတဲ့ရေစီးမြောင်းပက်လက်လေးပါနွားစကြင်တွေကိုမျောပြီးတော့ဆင်းကြတယ် ရေစံကိုတွန်းသွားလိုက်ကြရေစုံကိုပြန်မျောလိုက်ကြနဲ့တော်တော်ကိုညံလို့စုလုံးမကစုလာရင်ဆရာတော်ကကြောင်းဝါထွက်ပြီးတော့ကျိန်လုံးပြာကလူစုခွဲလေရှိတယ်မြေတွေရွာတွေကနေကမ်းပြေကမ်းရှံဝင်လာပြီးဆိုရင်တရွာလုံးရေဖုံးပြီးတော့ဒီချိန်မှာတော့မြေပြင်ရဲ့လို့မြင်ကျင်လို့မရတော့ဘူးကြည်ရကြည်ရလေရေတွေရေတွေမြေရေနဲ့ရွာရေကတဆက်သေးလို့ဖြစ်နေပြီတပြင်းထဲကိုဖြစ်နေပြီဒါကိုအမေတို့က ရွာရီစတုတ်ကိုတိုက်ပြီးတော့တုံးတာမှတ်မိပါတယ်အိမ်အောက်ထက်ကလူတွေနေလို့မဖြစ်တော့ဘူးအိမ်ပေါ်တက်ကိုတက်ပြီးတော့နေကြတယ်မိဖို့လဲအိမ်ပေါ်လူတွေလဲအိမ်ပေါ်အိတ်လဲအိမ်ပေါ်ကျမတို့ဒီရေချိုးစိတ်လေအိမ်ပေါ်မှာဖြစ်ရလိမ့်ပြီအိမ်ရှိကပြင်ပေါ်ကနေဝုန်းကနေခုံချလိုက်ကြပြန်တက်လာလိုက်ကြလူကြီးတွေရှိမှတိတ်တော်မကဲဝင်ကြတော့အိမ်နာတီမနေကြဘဲနဲ့ရောက်လီရရလက်ပြကူးသွားကြရင်ကနေစော်ကစားကြတယ်လှေလော်ပြိုင်ကြရေကူးပြိုင်ကြဒါကလည်း လေရွာကခလေးတီဖို့ကစားနီတမျိုးဝင်မျက်နာကန္နာကြီးကြသူတွေမို့လားမသိဘူးရေမကြောက်တတ်ကြသလိုရေကြောင့်ဒုက္ခရောက်ကြသည်ကြောင့်လည်းမရှိပါရေကြီးချိန်မှာလူကြီးတွေကတအိမ်နဲ့တအိမ်လက်ပစ်ကူသွားယုံကလွဲလို့တခြားနီမရှိပါလေဆိုတာကအိမ်တိုင်းရှိတာမဟုတ်ဘူးနွားစာချင်းတူတူကလေးတွေကိုရေဝင်ကမှအားရသည်မရှိပါတရွာလုံးရေထဲမှာဆိုတော့တအိမ်တအိမ်လဲခြင်းလဲရေချိုးရင်းကနေလဲရတယ် အိမ်တိုင်းနွားတင်းကိုကိုမြင့်မြင့်စောက်ထားတတ်ကြတော့လေတချို့ရေတိုးကြမ်းတီနှင်းများမှာနွားတင်းကုတ်တီလဲမြုပ်လူနေအိမ်တွေလဲမြုပ်တီနှစ်တီလဲကြုံဘူးတယ်နွားတွေကိုရေလွတ်ရအချစ်ကြီးတော့ရွာဘက်သူသွားပြီးတော့ပို့ကြတယ်ကြီးတော့ရွာတွေကိုတိုးရေကမရောက်တော့ရေချောက်မိုးချောက်ထားနိုင်တယ်ရေမချောက်မရှင်နွားတွေပြန်လာလို့မဖြစ်တော့ဘူးတချို့များကြီးတော့ရွာမှာပဲတက်လာလောက်ကြောက်အောင်ပင်ရှိနေကြတယ်ရွာကနေပါသူများခင်ဗျာ နီးစက်တဲ့အိမ်မြင့်ကိုခိုးတချို့နှစ်များမှာတင်တစ်ပင်ဒီပေါ်မှာလင့်စင်ထိုးကနေရတာမျိုးပင်ရှိဘူးတဲ့တီတော့ရေနှစ်လို့မသိမွေကြိုက်လို့တိမ့်ပါသူကြလဲရှိကြတယ်ရေကြပြီဆိုရင်လဲတရွာလုံးကလည်းရွှွနှစ်ရေများညှိလို့ကြံခဲ့တယ်ရေကြီးရအထက်ဘက် ကုန်းမမာစီကို ပြေးပြီးတော့ရေခတ်ကြရရေချိုးကြရရေကြပြီဆိုစီနေအဝေးရောက်နေသူလူတွေနွားတွေကို ရွာပြန်ပြီးတော့ကက်ကြပါပြီ။ရွာလေလမ်းကမြေမာလမ်းဆိုတော့လျှောက်လို့ရပါတယ်။တစ်ပင်တွေမှာတွေ့ကန့်နေကြတဲ့ငွေတွေကို200 600ရတယ်။မြည်ရေတည်လာတဲ့နုံမြေကလည်းတဘာဝမြေစီမြေနစ်ဖြစ်ပြီးမြစ်လုံးလဲပေါ်ပြီးရွာမြေလဲပေါ်ပြီးဒီရက်ထဲမှာကတော့ရွာစာပေဟောပြောပွဲကအပြန်ကျမညီမဝင်းခွဲတယောက်ကမန္တလေးကိုလိုက်လာခဲ့တယ်။ညဘက်ရွာအကြောင်းရက်အကြောင်းတွေ ပြောပြကြပါတယ်မြည်ရီမဝင်တာနှစ်တီကြာပြီဆိုတော့တခင်းနေမြေစီမြေဩစာညံ့ကုန်ပြီဆိုပါ၏နွားစက်ချက်တီလည်းပြောက်နွားစာရှားတာတီလည်းကြာတယ်မြေတွေကလည်းတဲဆန်လာလို့တိဥတွေထင်းကုန်တာလည်းပါတယ်အစိုးစိုးကရေလိုချိန်မှာရေမရှိရင်ဖြစ်တယ်တက်နိုင်သူတွေကရေစုပ်ဆက်တီကိုထောင်ကအခင်းနဲ့ကိုသွင်းနိုင်တော့လဲမတက်နိုင်သူတွေအဖို့ကတော့ကနန်းလက်ကျိုးဖြစ်ုံသာရှိတော့တယ် မြစ်ကလည်းမမထူးနေအနောက်ဖက်ဆုတ်သွားတာများခလေးချင်းမတဲ့ကြလို့ပေဆုတ်ဆုတ်နေရှောင်းဖင်နေကြသလိုပဲတော့တောင်မြင်ကြီးတွေဆိုတာတပြန့်ကြီးရွာနဲ့မြစ်မနေရဝေးသွားတော့မြစ်ကြီးတအိုးရဖို့တောနှုတ်တော်မုဆိုးစတာစင်မင်းရှိတဲ့တောတဲ့ကိုသွားရတယ်လို့ကြားတယ်လို့တော့အောင်းမရတာပဲကျမညမပြောနေချိန်မှာကျမတို့ငငယ်ကရေချိုးစစ်ကိုမြင်အောင်လာမိပါတယ်အခင်းကအပြန်ရေချိုးကြသူတွေ နွားရီတိုက်ကြသူတွေနွားတွေတယုံယုံနဲ့ခွေးတွေတယုံယုံနဲ့ဘဲမာတွေရှိနိုင်ပါတော့မလဲတက်တက်လုံးလှဲ့မကြည့်ခဲ့ကြတဲ့တွင်းဟာရီကို အာကိုရပြီကျမတို့ဘာကြီးဘာတိုက်ကြည့်လူခဲ့တဲ့ရေတွင်းကြီးကလည်းရေထွက်တစ်ချက်မထွက်တစ်ချက်တောက်ပါလေရှိုးပါလေမြစ်စိတ်ရေများငရုတ်တလန်ခရမ်းတခုံရှိတာပါ မြစ်ကထွက်မပြေးပါဘူးကြီးတော်တွေပြောသွားတဲ့စကားတီအခုတော့မြစ်ကပြေးပါပြီကောလား ြီးတော်တို့၏ကျမညီမပြောပုံဖြင့်မြစ်ကရွာနှင့်ခက်လန်းလန်းကသာစီးတဲ့ပင့်လို့ဖိတ်လို့ကလည်းရကြီးဆိုရင်အေယာဝရီမြစ်ကြီးရဲ့ကျမတို့ရဲ့ရွာနှပေးကပ်ပြီးတော့စီးတော်မူပါရေစီမြေဩဇာနှစ်စဉ်ရှတော်မူပါတောင်မထွန်းကပားမပြူရေချိုအေးအေးလေးပေးတော်မူပါလို့လျှောက်လိုက်စမ်းကျင်သေးတယ်။တို့ပေမဲ့လေအေယာဝရီမြစ်မှာသူ့ဝေဒနာနဲ့သူမဟုတ်ပါလား။ သူ့ဒုက္ခနဲ့သူမဟုတ်ပါလား။ကျမကတော့ရွာကြီးကရေချိုးစစ်ကလေးကိုလွမ်းနေမိပါရဲ့။အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူ ခင်ခင်ထူရေးသားထားတဲ့ရေချိုးစိတ်ဆိုတဲ့ဝိတ္ထုတူဇလန်းပဲဖြစ်ပါရယ်ခင်ဗျာ။နောက်နေမှာလဲကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရာဇလန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ